်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TVU မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် AR တိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်မှာပြီးခဲ့တဲ့လအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေအလုံး90ကျော်နဲ့အရသား6ထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ပြီးခဲ့တဲ့မေလတရက်နေ့ကနေ31ရက်နေ့အထိတလအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။သေဆုံးတယ်တော့မကြမိကြောင်းထိခိုက်ဒဏ်ရာရရှိတဲ့သူတွေရှိပြီးစစ်ကောင်စီတပ်ကလေရင်နဲ့ဗုံးကျဲတာအကြိမ်40လောက်ရှိကြောင်းတိုးတင်စစ်မဆောင်ခဲ့ရင်သေဆုံးသူများနိုင်ကြောင်းဒေသခံတယောက်ကပြောပါဗျ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပိန်နယ်ကွင်ဘဲပြာကြပောင်းကုန်းတံပရာကုန်းဝါတော်ကွင်စတဲ့ကျေးရွာတွေမှာအများဆုံးတိုက်ခိုက်ခံခဲ့ရတာကြောင့်နေအိမ်တွေပျက်စီးခဲ့ရတဲ့အပြင်လူတွေပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အင်ကပူမျိုးနယ်မှာအခုနှစ်ဧပြီလတတိယအပတ်ကစတင်ပြီးစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေမဟာမိတ်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ကအေအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကြောင့်စစ်ကောင်စီတပ်ဟာလေးမျက်နှာမျိုးနယ်ဘက်အထိတက်ဆုတ်ခဲ့ရတယ်လို့လည်းသိရပါပါတယ်ရှင်။ TNL တန်းတက်ထိန်းချုပ်ထားတဲ့နောင်ချုံမျိုးရဲ့လှလှလိုက်ရတဲ့နေမြေတွေကိုမဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီးပြန်လည်ထိုးစစ်ဆင်သိမ့်ပိုက်စေချင်တယ်လို့ဒေသခံတွေကပြောပါတယ်။ခွန်စော်ဦးပြပို့ထားပါတယ်ရှင်။မန်လီတိုင်းနဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမျိုးနယ်ကနေမြေအများစုကို TNL တန်းတက်နဲ့တော်လိုင်းအင်အားစုတွေက2024ဇူလိုင်လကလေးကသိမ့်ပိုက်ထိန်းချုပ်ထားတာပါ။2025အတွင်းစစ်ကောင်စီတပ်ဟာလေကြောင်း drone နဲ့ လက်နက်ကြီးပစ်ကူအစမတန်ယူပြီးတံပြန်ထိုးစစ်ဆင်နေတာဟာဆိုရင်အခုဆိုနောင်ချုံမျိုးနဲ့ခုနှစ်ပိုင်းกว่าที่ရောက်ရှိနေပြီဖြစ်ပါလေ။ဒါကြောင့်တော်လိုင်းအင်အားစုတွေနေနဲ့နောင်ချုံမျိုးလက်မလွတ်ရရေးနဲ့ဆုံးရှုံးလိုက်ရတဲ့နေမြေတွေကိုပြန်လည်ရယူနိုင်ဖို့စွစွစီစီပြန်လည်ထိုးစစ်ဆင်စေခြင်းလေလို့ဒေတာကန်တွေက DPP ကိုပြောပါတယ်။ ထိုးစစ်စင်နေတယ်ဆိုတော့တောင်ခမ်းမှာပဲရက်သွားပြီးတော့ခံစစ်ပြန်ဖြစ်သွားပြီးတော့တဖြည်းဖြည်းနဲ့နောက်ပြန်ဆုတ်လာတယ်ထိုးစစ်မပြင်းတော့တာမျိုးအဲ့လိုမျိုးလည်းကြည့်တယ်ဆိုတဲ့အခါကျတော့ဖြစ်စီချင်တာကတော့မဟာမိတ်အင်အားစုတွေကပဲဖြစ်ဖြစ်အဲ့လိုမျိုးကုမ္ပဏီတွေနဲ့ပဲပြန်ပြီးတော့စုစုစည်းစည်းနဲ့ပြန်ရအောင်တိုက်စီချင်တာ TNN တအန်းတက်ဟာနောင်ချုံမြို့မှာရှိတဲ့တော်လိုင်းခေါင်းဆောင်တွေကိုဖမ်းဆီးတာတပ်ဖွဲ့တွေကိုရှစ်ပြောင်းခိုင်းတာတွေရှိပါတယ် ဒါအပြင်တချို့ PDF တက်တွေကလက်ရှိစစ်မြေပြင်မှာတရားနာနေတအံ့တက်ကိုစစ်ကူပေးမယ်ဆိုတာကိုလည်းလက်မခံဘူးလို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ပြည်သူလူထုတွေအနေနဲ့ကတော့တရားနာနေတအံ့တက်အပါဝင်တော်လှန်ရေးတက်တွေကိုနောင်ချုံမျိုးကနေစုတ်ခွာမသွားစေချင်ဘူးလို့ဆိုကြပါတယ်။ ဒီ PDF တက်ရင်တက်ခွဲတရားနေကျွန်တော်တို့ရင်းနေဆိုရင်ရှိတ်ထားလိုက်ပြီတဲ့ကျွန်တော်တို့လည်းထိုးစစ်မစင်ခိုင်းထားဘူးတဲ့နော် man PDF တက်လာပြီးကုမယ်လို့ဟိုဆွေးနွေးတဲ့ခါလာတယ်သူတို့ကဝင်ပြီးမပါခိုင်းဘူးပေါ့ကွာတို့တေချာတလောက်ရှိပြီးနောက်ဆုံးနေတလောက်ရှိပြီးဆိုတော့အဲအချိန်ကပြန်ပေးမယ့်အနေထားမျိုးကြီးရှိနေတယ်နောင်ချုံမျိုးကတော်လိုင်းကြီးခေါင်းဆောင်ကိုဖမ်းဆီးတာတက်ဖွဲ့တွေကိုရွှေပြောင်းခိုင်းတာနဲ့ပတ်သက်ပြီးတရားနာနေတအားတက်ကိုမင်းမြန်အတိမပြူရသေးပါဘူး ဇွန်9ရက်နေ့ဒင်းစာရှင်းလင်းပွဲမှာတော့နောင်ချုံမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေပြီးလူမှုတွေအနေနဲ့လုံခြုံရေးအထူးကူးဆိုက်ကြဖို့လိုအပ်ကြောင်းပြောဆိုထားပါတယ်ကျွန်တော်ခွန်စော်ဦးပါမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကြက်ရိုးပင်ကြီးရွာကိုစစ်ကောင်စီတပ်ကဂျွန်လ9ရက်နေ့ညနေ9:00လောက်ကဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တာကြောင့်ဖုံကြီးတပားပြန်လည်တော်မူခဲ့ပြီးအရသာပြည်သူ၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်လူ့ခရိုင်ပကဖားစီကတည်ရပါဗျာ။ ကြက်ရိုးပင်ရွာကိုစစ်ကောင်စီရဲ့ jet fighter နဲ့ဘုံတလုံးကျဲချခဲ့တာကြောင့်တင်ကျောင်းဆောင်တစ်ဆောင်မှာထိခိုက်ပျက်စီးခဲ့လို့လည်းသိရပါဗျ။ထိခိုက်သေဆုံးတဲ့ဘုံကြီးကတပ်တော်68နှစ်အရွယ်ဖြစ်ကြောင်းတန်ရတာကအမျိုးသား၃ယောက်အမျိုးသမီး၁ယောက်ဖြစ်ပြီးအခြေအနေမစိုးရိမ်ရကြောင်းပြည်ဦးလွင် KI ပါကဖသတင်းတာဝန်ခံကပြောပါရယ်စစ်ကောင်စီတပ်ဘက်ကကျွန်းလာကုန်ထီအပြည့်ခတ်ရက်စဲမေလို့ကြီးညာထားပေမဲ့စင်ကူးမြို့နယ်နှွေုံကြီးရွာကိုလည်းကျွန်းလာတရက်နေ့ကလေကြောင်းကနေဖုံးကျဲခဲ့သေးတယ်လို့ဆိုပါရယ် ဒါပြင်စင်ကူးမြို့နယ်နှစ်တောင်ကြီးရွာကိုလည်းလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်အမျိုးသမီး၃ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံအင်းအရှိတ်ချမ်းမှာရှိတဲ့ကြီးရွာတွေကိုစစ်ကောင်စီတပ်ကကျွန်းလား၆ရက်နေမှာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့ဒေသခံလူငယ်တအုပ်တိစုံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ကျွန်းလာ6ရက်နေ့မနက်9:00နာရီဝန်းကျင်မှာ ဖေကုံရင်အရှိချံကတောင်ပို့ကွယ်ဟိုပန်နန်းပေါ်လုံရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အသက်16နှစ်အရွယ်လူငယ်တယောက်လက်နက်ကြီးထိမှန်သိဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။စာချက်နေတဲ့ကလေးရဲ့အိမ်တက်တဲ့ကိုလက်နက်ကြီးကကြားခဲ့တဲ့အတွက်ဦးခေါင်းကိုကြီးထိမှန်ပြီးသိဆုံးခဲ့ရကစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံတွေလည်းထွက်ပြေးနေကြရတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ လက်ရှိစစ်တပ်ကကြေးရွာတွေထဲကိုလက်နက်ကြီးနဲ့6ကြိမ်ထပ်မံနဲ့ပစ်ခတ်ခဲ့ပြီးစစ်ကြောင်းထိုးလာတာကြောင့်ဟိုပန်နဲ့တောင်ပုတ်ခွဲကြေးရွာကဒေသခံ900ကျော်ဟာစစ်ပီးရှောင်နေကြရတယ်လို့သိရပါတယ်။စစ်ကောင်စီနဲ့ PNO ပြည်သူစစ်ကအင်အားတစ်ထောင်နီးပါးနဲ့ရေဘူးကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာလို့တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ခဲ့ရပြီးအင်အားမမျှလို့ရေဘူးကြေးရွာကိုတော်လိုင်းအင်အားစုတွေကလက်လွတ်ပေးလိုက်ရတယ်လို့သိရပါတယ်ရှင်။ မြန်မာထိုင်းနေဆက်မဲဆောက်မြို့ CDC အထက်တန်းကျောင်းမှာဂျွန်လ9ရက်နေ့မနက်7:00နာရီက General Educational Development GED ဖြည့်ဆို့အောင်မြင်ခဲ့တဲ့မြန်မာနိုင်ငံရွှေ့ပြောင်းကျောင်းသားကျောင်းသူ26ယောက်ကိုကျောင်းဆင်းပွဲနဲ့ဂုဏ်ပြုဆုချီးမြှင့်ပွဲပြုလုပ်ခဲ့တယ်လို့ပွဲစီစဉ်သူတွေစီကသိရပါဗျ။မြန်မာနိုင်ငံအတွင်းဆရာနာသိမ်းမှုကြောင့်နှီးမျိုးစုံတွေရောက်ရှိလာကြတဲ့မြန်မာနိုင်ငံရဲ့အကြောင်းသားအကြောင်းသူတွေဟာမဲဆောက်မြို့ CDC ရဲ့ထက်တန်းအကြောင်းမှာဆက်လက်ပညာသင်ကြားရင်ကြီးကြီးပြည့်စုံအောင်မြင်ခဲ့ကြတာလို့သိရပါဗျ။ မြန်မာနိုင်ငံအတွင်းပညာရေးစီးပွားရေးလူမှုရေးအလုံးစုံပြတ်သုံးနေတဲ့အချိန်ကာလမှာလက်ရှိရောက်ရှိနေတဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာပညာသင်ခွင့်ရတဲ့အတွက်ရောအခုလိုကလေးတွေရဲ့ပညာရေးမျှော်လင့်ချက်အလင်းရောင်ကိုပြင်မြင်ရတဲ့အတွက်ရောအနာဂတ်ပြောင်းလဲမှုတက်ဖြစ်နေတဲ့အချိန်မှာကလေးတွေကိုပညာသင်ကြားပေးတဲ့ဆရာဆရာမတွေနဲ့ထိုင်းနိုင်ငံပညာရေးဌာနတွေကိုလည်းအထူးပင်ကျေးဇူးတင်မိကြောင်းចောင်းသားမိဘတယောက်ကပြောခဲ့ပါရရှင် 2020ကနေ2023ခုနှစ်အတွင်းကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေရဲ့လုပ်ငန်းလေပတ်ရာမှာထွက်လာတဲ့ကာဗွန်ပမာဏဟာပြန်မြ၁၅၀ရာခိုင်နှုန်းလောက်မြင့်တက်လာတယ်လို့ကုလသမဂ္ဂ Digital Agency ရဲ့အတည်ပြုချက်အရသိရပါဗျ။ဒါဟာ AI အသိဉာဏ်ရည်တူနဲ့ data scenario မှာယင်းနှမြုံနယ်မှုများလာတာနဲ့အမျှကမ္ဘာလုံးဆိုင်ရာလက်စစ်တအားလိုအပ်ချက်မြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။ 2020ပြည်နှစ်နဲ့နှိုင်းယှဉ်ကြည့်ရင်2023ခုနှစ်မှာ Amazon ရဲ့ကာဗွန်ထုတ်လွှတ်မှုက182ရာခိုင်နှုန်း Microsoft က155ရာခိုင်နှုန်း Meta က145ရာခိုင်နှုန်းနဲ့ Google မိခင်ကုမ္ပဏီ Alphabet က138ရာခိုင်နှုန်းအထိ၃နှစ်တွင်တက်လာတာကိုတွေ့ရပါတယ်။ အလားတူကာလအတွင်းကမ္ဘာထိပ်တန်းဒီဂျစ်တယ်ကုမ္ပဏီပေါင်း200ရဲ့ဖန်လုံအိမ်တန်ငွေထုတ်လုပ်မှုတွေကိုအကဲဖြတ်တွက်ချက်ပြီးကုလသမဂ္ဂနိုင်ငံတကာဆက်သွယ်ရေး Union ITU ကအစီရင်ခံစာထုတ်ပြန်ခဲ့တာပါအခုလိုမျိုးကာဗွန်ထုတ်လွှတ်မှုများလာတာဟာ AI နည်းပညာရဲ့အောင်မြင်မှုအပါအဝင် cloud computing လိုမျိုး digital ဝန်ဆောင်မှုတွေအပေါ်လှူလာချက်များလာတာနဲ့ဆက်စပ်နေတယ်ဆိုပြီးအစီရင်ခံစာအသက်မှာရေးသားထားပါတယ်။ ITU အကြီးအကဲ Turin Borden Marken ကတော့ digital စမ်းသစ်တီထွင်မှုတွေထဲမှာ အထူးသဖြင့် AI ကကမ္ဘာကာဗွန်ထုတ်လွှတ်မှုနဲ့စွမ်းရည်သုံးစွဲမှုတွေကိုပါတိုးလာစေတယ်လို့မှတ်ချက်ပြုပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်